ုံးမဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဝါလာ28ရက်နေ့နနခင်သတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ချင်းပြည်နယ်ဟာကာမြို့နယ်တွင်စစ်မှုထမ်းတပ်သားတအူတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း Santan Revolution Force မှတာဝန်ရှိသူတအူကပြောဆိုပါတယ် အော်တိုဝါလာ29ရက်နေ့တွင်ဟခမျိုးခလာရ222တရင်မှစစ်မှုထမ်းတပ်သားတအူသည်တနက်တက်လက်ယူဆောင်လာပြီးစန်တန် Revolution Force တန်သို့အလင်းဝင်ရောက်လာခဲ့ကြောင်းထို့သောအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတအူသည် MA1 တနက်တက်လက်ကြီးပေါက်၃ခုနှင့်ကြီးစံအနှဲငယ်ယူဆောင်လာပြီးအလင်းဝင်ရောက်လာသောကြောင့်ကြံ့ငွေ330ချိမြင့်ထားကြောင်းသိရှိရပါသည် အလင်းဝင်ရောက်လာတဲ့သူကစစ်ခွေးတွေအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးစုဆောင်ခံရသူပါ။သူ့နေအိမ်ထဲထိကိုစစ်ခွေးတွေကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးရလို့သိရတယ်။မြို့နယ်တွေကတော့လုံခြုံရေးကြောင့်ဖော်ပြလို့မရလို့ပါ။လက်ရှိမှာတော့လက်နဲ့ယူဆောင်လာလို့ငွေကျပ်သိန်း30နဲ့သူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းချိမြင့်ထားပါတယ်ဟုစန်တန် Revolution Force မှာတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူချင်းပြည်နယ်ဟာခမြို့ရှိစစ်မှုထမ်းတပ်သားတပ်ဦးတီလည်းတနက်တလက်နဲ့ခဲရဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း CDF ဟာခကထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ25ရက်နေ့တွင်ဟာခမျိုးရှိစစ်မှုထမ်းတပ်သားတင်ဆွဲထက်အောင်သည့်တနန်တလက်နှင့်ခဲရဲများယူဆောင်လာပြီး CDF ဟာခထံသို့အလင်းဝင်ရောက်လာကြောင်းအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတင်ဆွဲထက်အောင်သည့် MA11 တနန်တလက်ကြီးပေါက်၃ခုနှင့်ကြီး150တောင်းတို့ကိုယူဆောင်လာကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ် KK ဘတ်တွင်ယနေ့ညပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအချိန်မြင့်လုပ်ဆောင်နေကြောင်းနေဆက်ဒေတာသတင်းရင်းမြစ်ကပြောဆိုပါရစေ။ အော်တိုဝါလာ29ရက်နေ့ညနေ9:00နာရီကျော်ခန့်တွင် KK ဘတ်တွင်ပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးမိဂိုလုံးများပေါ်ထွက်လာသည့်ကိုထိုင်းဘက်ကမှမြင်နေရကြောင်းအလားတူယင်းနေ့နနက်10:00နာရီခန့်ကလည်း BGF က KK ဘတ်တွင်ပောက်ကွဲခဲ့သောဘုံးစားနာများနှင့်အစိပ်ပိုင်းများသည့်ထိုင်းနိုင်ငံဗန်ချန်ရှိနေအိမ်များပေါ်သို့ကျရောက်ခဲ့ကြောင်းသိရှိရပါသည်။ BGF သည် KK ဘတ်တွင်ရှင်းလင်းရေးလုပ်ငန်းကိုအော်တိုဝါလာ24ရက်နေ့မှစတင်ပြီးအော်တိုဝါလာ29ရက်နေ့ထိနေ့စဉ်ဆက်တိုက်ပောက်ကွဲရှင်းလင်းနေခြင်းဖြစ်ပြီးရှင်းလင်းမှုလုပ်ငန်းကိုအချိန်မြင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ။နံနက်ပိုင်းကညနေပိုင်းကဇက်တိုက်ကိုဖောက်ခွဲရှင်းလင်းနေတာ။ BGF ကရှင်းလင်းရေးလုပ်ငန်းကိုပုံမအရှိန်မြင့်လှုပ်ဆောင်လာတာတွေ့ရတယ်။ကြားပြတ်နဲ့ပတ်သက်တာတွေကိုရှင်းလင်းနေတယ်လို့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့မြင်ရတယ်ဟုနေဆက်ဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘားလ23ရက်နေ့မှာစတင်ပြီး KK ဘက်မှကြားပြတ်လုတ်ကင်နေသောနိုင်ငံသားများပါဝင် ကြားပြန့်လုတ်ကင်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးထိုင်းနိုင်ငံပတ်ချံသူကြားပြန့်လုတ်သားနိုင်ငံသားသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းအစိုးရကကြားပြန့်ကိကိပတ်မှထွက်ပြေးလာသောနိုင်ငံသားများကိုထိမ့်သိမ့်စီစဉ်မှုလုပ်ဆောင်လျက်ရှိကြောင်းထို့ပြင်ထိုင်းစစ်တပ်ကလည်းနေဆက်တက်ရှာကိုလုံခြုံရေးတိုးမြင့်ထားကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ကရင်ပြည်နယ်ကော်ရိတ်မြို့နယ်အရှလန်နယ်ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်အစံဘတ်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကြောင်းဒေတာရင်းစီးရီးသတင်းမြစ်ကပြောဆိုပါသည် အော်တိုဝါလာပိုင်းမှာစတင်ပြီးအကြံဖက်စစ်တပ်ကကော့ဂရိတ်ညိုနဲ့အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်မှုထမ်းတပ်သားတွေအများအများအုံပြုကထိုးစစ်ဆင်တိုက်ခိုက်နေ၍နေ့စဉ်နေရာနှံတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။အော်တိုဘားလ24ရက်နေ့နဲ့25ရက်နေ့တွင်ကော့ဂရိတ်မြို့နယ်မြမတိုင်ရွာတွင်အကြမ်းဖက်စစ်တပ်နှင့်ဒေါ်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှအထိကိုက်သိဆုံးမှုများပြားသောကြောင့်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။ အလားတူအော်တိုဘာလ26ရက်နေ့ကလည်းတီဘိုဆန်ရွာနှင့်ကော့ဘန်ရွာကြားကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဒေါ်လန်ရဲဘော်များကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းထို့ပြင်ယင်းနေ့မိုးလွယ်နှစ်နာရီ5မိနစ်ခန့်တွင်လည်းတမိုင်ကုန်းရွာနှင့်ကော့နယ်ရွာဘက်၌ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ထို့ပြင်နဘူးနန်းကော့တီလမ်းခိုပိုင်းညဘတိုင်းရင်ခွဲတောင်လမ်းပိုင်းကိုလည်းအကြံပတ်စစ်တပ်နဲ့နဘူးဒေသအခြေဆိုင်ခမရ၅လေးခွန်တရင်၅လေးရှိတရင်၅လေးကိုတရင်နဲ့ DKBA ပူပီအဖွဲ့ BGF ဖွဲ့တို့ကစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်ထိုတိုက်ပွဲများအတွင်ချမ်ပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူရာနေချီရှိပြီးထွက်ပြေးသူများနှင့်တော်လိုင်းတပ်ဖွဲ့များထံအလံပြူထောင်သူများအပအဝင်အရှင်ဖက်စီရိုင်းသူများလက်နက်ချသူများလည်းရှိကြောင်းသိရှိရပါသည် ကောဂရိတ်မှာတနေ့ကို9နေရာလောက်တိုက်ပွဲဖြစ်နေတာအာရှလန်နဲ့ဒေါနာတောင်လန်ဟန်ကိုရအောင်တိုက်မှာလမ်းပြန်ဖွင့်မှာဆိုတော့စစ်ခွေးတွေကအတကုံမဲပြီးခြာနေတာတေးတာမနေတော့ဘူးရာကနန်းဖြစ်နေပြီးထွက်ပြေးအလင်းဝင်တာရောဒဏ်ရာနဲ့အရှင်းမိတာရောလက်နက်ချတာရောရှိတယ်ဟုဒေတာရင်းစီရေးသတင်းမြစ်ကပြောဆိုပါတယ် အကြံဖက်စစ်တပ်ကကော့ဂရိတ်မြို့နယ်အတွင်းကိုစစ်ကူပို့နိုင်ရန်တမ20နှစ်ဖက်အံပတ်မှ6ဝင်းက၄စီးဖြင့်ဂျုံလိုဘက်ကိုစစ်ကူခဲရဲများပို့ဆောင်ထားကြောင်းထို့ပြင်မော်လမြိုင်ရတခဘက်မှလည်းကော့ပိန်မွန်ရွာသို့စစ်ကား6စီးအင်အား100ခန့်ဖြစ်တင်ထားကြောင်းထို့ပြင် DKBA BGF နှင့် PC ဖွဲ့ကိုပါစစ်တပ်ကလမ်းပြပြေခေါ်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်နေကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန်ထူဒေတာတစ်တွင်လက်ရှိရရှိထားသောစစ်ရေးရစဲကြီးသဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းချင်ရေးမဟုတ်ကြောင်းစစ်မှန်သောငင်းချင်ရေးရရှိရေးဝေးလံနေချက်ဖြစ်ကြောင်းကိုကန်ထူဒေတာအုပ်ချုပ်ရေးကော်မတီအုပ်ထား MMDAAE စစ်ဦးစီးချုပ်မှုဒုတိယဗိုလ်ချုပ်ကြီး Mr. Pandi Ranga သတိပေးပြောဆိုလိုက်ပါတယ်။ အော်တိုဘာလ25ရက်နေ့ MMDAAE 2025ခုနှစ်အပတ်စဉ်တည်ဂေတာများအလှည့်ကျတင်နန်းစင်ပွဲတွင်၎င်းကတင်နန်းသားများနှင့်တက်မှမှုများကိုလက်ရှိချိန်နေများအကြောင်းရှင်းလင်းပြောဆိုစဉ်အထက်ပါအတိုင်းသတိပေးပြောဆိုခြင်းဖြစ်ပါသည် MMDAA စေဦးစီးချုပ်မှုကလက်ရှိရရှိထားသောစီးရဲရစေရီသဘောတူညီချက်သည်အစဉ်ဆိုင်ရာရလက်တစ်ခုသာဖြစ်ပြီးနောက်ဆုံးအေကန်ငင်းချင်းမဟုတ်သေးသည့်ကိုအားလုံးသိရှိရမည်ဖြစ်ကြောင်း စစ်မှန်သောငြိမ်းချမ်းရေးကိုရရှိရန်လမ်းစဉ်မှာဝေးလံနေစေဖြစ်ကြောင်းတပ်သားအလုံးနေဖြင့်ပြက်ကွက်သည့်အတွေ့အော်များကိုပြင်းပြင်းထန်ထန်ရှောင်ရှားကအမြဲတမ်းမြင်မာသောတတိပိကျက်နှင့်မြဟာပြူဟာကြားသိရှိနာလဲမှုကိုထိန်းသိမ်းရမည်ဖြစ်ကြောင်းတတိပိပြောဆိုထားပါသည် ၁၀၂၀ခုစစ်စင်ရေးလှုပ်ဆောင်ချက်မှစတင်ခဲ့သည့်ခက်ခဲကြမ်းတမ်းသောခရီးတစ်ခုကိုပြန်လည်သုံးသပ်ရင်ယနေ့ရရှိထားသောစေရေးရလက်များသည့်မရေမတွက်နိုင်သောတပ်ဖွဲ့ဝင်များ၏သွေးချွေးနှင့်အသက်ပေးလူခဲမှုများဖြင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းကုကဲရည်မှုအလုံးနေဖြင့်တမိုင်းကိုမှတ်မိရန်ရလက်များကိုတမိုးထားရန်ရရှိပြီးသားစေရေးရလက်များကိုဆက်လက်ဘုံမွေလုပ်ငန်းများဆက်လက်လှုပ်ဆောင်ရန်ခိုင်မာသောအခြေခံအုံမြင့်ဖြစ်သူအတွင်ပြောင်းရန် MNDAA စစ်ဦးစီးချုပ်ကညွှန်ကြားထားပါသည် ထို့ပြင် MMDAA မှဘူမှုချုပ်ကလည်းတင်းနန်းစင်ပွဲတွင်စီရေးကော်မတီကိုစားလုပ်ငန်းတာဝန်ခွဲဝေချမှတ်ခြင်းအမိကုံပြောကြရရင်ကေတာတင်းနန်းကိုအထူးဒေသလုံခြုံရေးအခြေအနေရှုပ်ထွေးပြီးစက်တဲ့သည့်အဓိကအချိန်ခါတွင်ကျင်းပခြင်းဖြစ်ကြောင်းယင်းမှာစီရေးကော်မတီကစီရေးအခြေအနေခြုံငုံသုံးသက်ကအနာဂတ်အတွက်မဟာဗျူဟာကြကြစီစဉ်ဆောင်ရွက်သည့်ခြေလန်းတရက်ဖြစ်ကြောင်းတက်မတော်အတွက်အနာဂတ်ဤရှုပ်ထွေးသောစစ်ပွဲများကိုရင်ဆိုင်နိုင်ပြီးခက်ခဲသောတိုက်ပွဲများကိုရရင်စွာတိုက်ခိုက်နိုင်ကအောင်ပွဲခံနိုင်သောအယုခံအင်အားစုတရက်ကိုဖန်တီးရန်ရည်ရွယ်ကြောင်းပြောကြားပါသည် အော်တိုဘာလ29ရက်နေ့မှာတစိန်29စစ်စင်ရေးဤနှစ်နှစ်မြောက်နေ့ဖြစ်ပြီး2023ခုနှစ်အော်တိုဘာလ29ရက်နေ့တွင် AA MMDAA နှင့် DNL တို့ပါဝင်သောမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘက်ကရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်စစ်ကောင်စီတပ်စခန်းများတိုင်းစစ်ဌာနချုပ်များမြို့များတရင်တပ်ဖွဲ့များကိုဇက်တိုက်သိမ်းပိုက်ခဲ့ပါသည်။ 10029စစ်စီရေမြန်မာစုံအောင်မြင်မှုမှာ2024ဩဂုတ်လ3ရက်နေ့တွင်အကြံဖတ်စစ်တပ်၏လာရှိုးမျိုးချေဆိုင်အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MMDAA နှင့်တပ်ပေါင်းစုမဟာမိတ်များကအပြေအဝါသိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့မန္တလေးတိုင်းမြင်းကြံချင်းထောင်တွင်မတရားဖမ်းဆီးအကျဉ်းချခံထားရသည့်နိုင်ငံရေးကျင်းသားကိုချမ်းမင်းဟိန်းသည်အကျဉ်းထောင်တွင်ကျန်းမာရေးနှင့်စေဝါဆောင်ရှားမှုမလုံလောက်သောကြောင့်တိစုံသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PBNM မှသိရှိရပါသည်။ အောက်တိုဘာလ18ရက်နေ့နိုင်ငံရေးကျင်းတာကိုချမ်းမင်းဟင်းဒီကြောက်ကအသေး6အသေးရောင်တဝါယောဂများဖြင့်အသက်29နှစ်အရွယ်တွင်တည်ဆုံသွားကြောင်း905ကကိုချမ်းမင်းဟင်းဒီဆက်သွယ်ရေးပုံမှာဖောက်ခွဲလက်နက်မှုစသည့်ပုံမှာများဖြင့်မတရားဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်6လချမှတ်ခံထားရသူဖြစ်ပြီးငင်းချန်ကျင်းထောင်တွင်အကျဉ်းချခံထားရသူဖြစ်ပါသည် လက်ရှိမြန်မာနိုင်ငံဒေသတည်တည်ရှိအကျဉ်းထောင်များတွင်၌မတရားဖမ်းဆီးခံထားရသည့်နိုင်ငံရေးကျင်းသားများမှထောင်တွင်လုံလောက်စွာစေဝါဆောင်ရွက်မှုမရရှိခြင်းအချိန်မီစေကူတာခွင့်မရရှိခြင်းများကြောင့်မတည်ဆုံးသင့်ပေအသက်ဆုံးရှုံးရသည့်အခြေအနေများကိုရင်ဆိုင်နေရကြောင်းသိရှိရပါသည် PBNME စီးရင်များအရ2025ခုနှစ်ဇန်နဝါရီလမှယခုနှစ်2025ခုနှစ်အောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးတွင်ဈေးဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိမှုနှင့်အရေးပေါ်ဈေးကူတာခွင့်မရရှိမှုများကြောင့်ကြာဆုံးခဲ့ရသည့်နိုင်ငံရေးကျင်းသား28ဦးတည်ရှိနေပြီဖြစ်ပါသည်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ဂျပန်နိုင်ငံသို့ရောက်ရှိလာသည့် American သမ္မတ Trump တို့မြန်မာအရေးကူညီပေးပါရန်တောင်းဆိုထားသည့်အိတ်ပွင့်ပေးစာကိုဂျပန်နိုင်ငံရှိ American တန်ရုံမှတဆင့်အောက်တိုဘာလ22ရက်နေ့တွင် American အစိုးရထံသို့ပေးပို့ခဲ့ကြောင်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကပြောကြားပါသည် အောက်တိုဘာလ29ရက်နေ့တွင်အမေရိကန်သမ္မတမှဂျပန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းအမေရိကန်သမ္မတအနေဖြင့်အကြံဖက်ကောင်းဆောင်မင်းအောင်လိုင်းလက်ထက်ကြီးမားကျယ်ပြန့်လာနေသည့်အွန်လိုင်းကြားဖြင့်ငွေလိမ်လိမ်ကိုင်းများမူရည်စေဝါတင်ပို့ဖြန့်ချိမှုလူကုန်ကူးမှုများနှင့်ပတ်သက်၍အေးအေးပေးရန်တောင်းဆိုထားပါသည်အကြံဖက်အာနာသိမ်းမင်းအောင်လိုင်းတို့စေအုပ်စုလက်ထက်မှာတိုးပွားများပြားနေတဲ့ကြားဖြန့်ငွေရစေဝတင်ပို့ဖြန့်ချိမှုလူကုန်ကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုတိုက်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက်ထရန့်ဆိုရအနေနဲ့အရေးယူမှုလှုံ့ဆော်ဖို့မြန်မာပြည်သူတွေဘက်မှရည်တည်ပေးမယ်လို့မျှော်လင့်ပါတယ်။ ီးအပြင်အိန္ဒိချင်းတရုတ်နိုင်ငံရဲ့ဘန်ဒောင်းသဘောတူညီချက်ကိုချိုးဖောက်ပြီးမြန်မာအရေးဝင်ရောက်ဆက်ဘက်ကတော်လိုင်းအင်အားစုများအားအလွန်ကျွံဖိအားပေးနေမှုအကြမ်းဖက်စစ်တပ်ပေါ်ထောက်ခံအားပေးကူညီနေမှုတွေကိုရပ်တန့်သွားအောင်ထရန့်ဆိုရအနေနဲ့အတိုင်းအတာတစ်ခုထိလုပ်ပေးဖို့မျှော်လင့်ပါတယ်ဟုအိတ်ဖွင့်ပေးစာပေးဖို့ရရင်ပါဝင်ခဲ့သည့်ဂျပန်နိုင်ငံရဲ့အမျိုးသားတအူးကပြောကြားပါတယ် အမေရိကန်သမ္မတထံသို့ပေးပို့သည့်အိတ်ဖွင့်ပေးစာတွင်လက်ရှိမြန်မာနိုင်ငံ၏အခြေအနေရဲ့အလုံးစုံကိုရှင်းပြတာပြီးအမေရိကန်အနေဖြင့် NUG အစိုးရကိုအတိအမဲ့ပြုရန်ဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြေအပါဝင်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကူညီပေးရန်မြန်မာစစ်အုပ်စုပေါ်ပုံမပြင်းထန်သောစီးပွားရေးပိတ်ဆို့မှုများချမှတ်ရန်မြန်မာနိုင်ငံမှာစစ်တပ်၏ကျူးလွန်မှုများအတွက် ICC တရားရုံးပါဝင်နိုင်ငံတကာဥပဒေများဖြင့်အရေးယူနိုင်ရေးထောက်ပံ့ကူညီပေးရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်မြန်မာနိုင်ငံသို့စစ်ရေးဆိုင်ရာအကူအညီများမရောက်ရှိစေရေးပါဝင်ဒေသတွင်လုံခြုံရေးကိုတိုးမြှင့်ရန် ြန်မာအပေါ်တရုတ်နိုင်ငံ၏ဖိအားကိုတားဆီးပေးရန်လိုပါဝင်ပါတယ်။ဆက်လက်ပြီးတော့မွန်ပြည်နယ်ရေးမော်လမြိုင်ကားလန်းနှင့်နှင်းဆောင်ရွာဝင်ရှိစစ်တပ်လက်အောက်ခံ DKBA ဂိတ်ကိုရေးဘလူးဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာ DKBA ဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းရေးဘလူးဖွဲ့ကောင်းဆောင်တရင်မှုရေးဘလူးကပြောကြားပါတယ်။အော်တိုဘာလ29ရက်နေ့တွင်ရေဘလူးဘွဲက DKBA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဂိတ်ဤဂိတ်မှုတင်းတန်းလက်ပြတ်ထွက်သွားကြောင်းသိရှိရပါသည် သိဆုံးမှုများတဲ့ဂိမ်းမာနေတဲ့သူတို့တွေရဲ့အမျိုးသမီးတွေပါတည်တယ်။ဂိမ်းမှုတိန်တန်ကလက်ပြတ်ထွက်သွားတယ်။ဂျန်နဲ့ငွေကောက်ခံသူတွေလည်းအများကြီးတည်တယ်ဟုရေဘလူးတပ်ဖွဲ့ဤတရင်မှုကပြောကြပါတယ်။တိုက်ခိုက်မှုအတွင်းရေဘလူးတပ်ဖွဲ့ဝင်တဦးလက်မောင်းထိပ်ပြီးမဆိုးရင်ရကြောင်းအဆိုပါတိုက်ခိုက်မှုအပြင်မော့ဂနင်106တပ်မှလက်နက်ကြီးများနှင့်ပစ်ခတ်ခဲ့ကြောင်းဒေသပြည်သူများထံမှသိရှိရပါသည်။ ဆက်လက်ပြီးမကွေးတိုင်းစောမြို့နယ်တွင် အသက်မပြည့်သေးသည့်မိန်းကလေးငယ်တဦးကိုမရင်းချင်းမီအလားဖြောက်သည့်အမျိုးသားတဦးကို NUG ပြည်သူ့လုံခြုံရေးဖွဲ့ကဖမ်းဆီးရရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်ရော်လင်းတပ်မှကိုအောင်ကြီးကပြောဆိုပါသည်စောမြို့နယ်တွင်အသက်27အရွယ်အမျိုးသားတဦးကတနှစ်အတွင်းအသက်မပြည့်သေးသည့်မိန်းကလေးငယ်နှစ်ဦးကိုမတိန်ချင်းငယ်ပြီးမိန်းကလေးငယ်တဦးကိုတပ်ဖြတ်ကအလောင်းဖြောက်ခဲ့ကြောင်း အောက်တိုဘာလ22ရက်နေ့ဇောမြို့နယ်တိရိယတနာရက်ွက်တွင်နေထိုင်သည့်အသက်73နှစ်အရွယ်မိန်းကလေးတဦးကိုမိသားစုဝင်များနှင့်ယင်းသည့်အသက်22နှစ်အရွယ်မင်းမင်းစုကနေအိမ်မှခေါ်ထုတ်သွားခဲ့ကြောင်းယင်းနောက်မိန်းကလေးငယ်မှာပျောက်ဆုံးသွားသည့်ဖြစ်ရန်လိုက်လံရှာဖွေရာအောက်တိုဘာလ25ရက်နေ့တွင်မဒိန်ကျစ်တပြက်ခန္ဓာရသောပုပ်ပွားနေသောရုပ်အလောင်းကိုဇောမြို့နယ်စေယုံဝင်တွင်ရှိအခန်းတစ်ခုတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါသည် ထို့ကြောင့်စောမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမတိန်ချင်းလူသက်သည့်ကျူးလွန်သည့်တရားခံကိုလိုက်လံရှာဖွေရာမင်းမင်းစုကိုစောမျိုးနဲ့အတွင်ဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူမင်းမင်းစုကိုယ်တိုင်ကလည်းအဆိုပါမင်းကလေးအားတက်ဖြက်ကအလောင်းဖြောက်ခဲ့သည်ကိုဝန်ခံထွက်ဆိုကြောင်းသိရပါသည်။ ဒီကောင်က ပထမအကြိမ်ဖြစ်စဉ်အမှုတစ်ခုရှိတယ်ဒီလိုပဲအသက်အရွယ်မပြည့်သေးတဲ့မိန်းကလေးငယ်တူကိုဖျားယောင်းသွေးဆောင်ပြီးတော့မှကာမလိန်လိန်ရယူရဲဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒီမှုကိုတိုင်းထားလို့ဖမ်းဆီးထားတာအဲ့ဒီလိုဖမ်းဆီးထားတဲ့အချိန်မှာထွက်ပြေးလို့မြောက်သွားပြီးတာအဲ့ဒီလိုလို့မြောက်သွားပြီးတော့အခုလက်ရှိဒုတိယအမှုထပ်ကျူးလွန်တာအခုဒုတိယအမှုကတော့လူတက်မှုရဲ့မဒိန်ချင်းမှုရဲ့ပါတွဲလာတာပါဒါကကနအုပ်စစ်စစ်ချက်အရာပဲသိရှိရသေးတာဟုရော်လင်းတမကိုအောင်ကြီးကပြောကြပါတယ် ထမအကြိမ်မဒိမ်မှုကျူးလွန်သည့်အမှုမှာ2025ဇွန်လပိုင်းတွင်ဖြစ်ပွားခဲ့ပြီးမိဘများကိုယ်တိုင်တိုင်းချက်ဖွင့်ခဲ့ကြောင်းသိရှိရပါသည်လက်ရှိတွင်လူသက်မတိန်ချင်းသည့်တရက်ခမ်းမင်းမင်းစုကို NUG အစိုးရစောမြုံနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖကဖမ်းဆီးစစ်ဆေးနေပြီးအသက်မပြေသေးသည့်မိန်းကလေးငယ်ကိုအကြိမ်ကြိမ်မတိန်မှုကျူးလွန်ခဲ့သည့်မင်းမင်းစုကိုတည်တယ်မှာပေးရန်ဒေသနေပြည်သူများကဆန္ဒထုတ်ပေါ်တောင်းဆိုလျက်ရှိကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကိုးနောင်ရွာတို့လူနာသွားတဲ့ဒီပရာဟိတာကတစီကိုစစ်တပ်ကဒရုန်းဖြင့်ပုံချက်တိုက်ခိုက်ခဲ့ရာအသက်၁၄နှစ်ရွယ်လူငယ်ပရာဟိတာသမားမောင်ထေးအောင်ဟင်ကကိုလက်ဘုံထိမှန်တိဆုံးခဲ့ကြောင်းစစ်ပေးဆောင်များကိုကုညီဆောင်ရွက်ပေးနေသူစာရေးဆရာကိုဝင်းဟင်အောင်ကပြောကြားပါတယ်။ အော်တိုဘားလ26ရက်နေ့ညနေ3:00နာရီချိန်ပုံနာကျွမျိုးနဲ့ကိုးနောင်ရွာတွင်ကျမ်းမာရေးမကောင်းမွန်သောလူနာတဦးရှိနေသဖြင့်ပုံနာကျွမျိုးအခြေဆိုင်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ကပရဟိတကားဖြင့်တွားရောက်တည်ဆောင်ကြောင်းအဆိုပါပရဟိတကားတွင်အသက်14နှစ်အရွယ်လူငယ်ပရဟိတသမားမောင်ထေးအောင်ဟင်ခါကိုလက်ကဆရာဖြစ်သူနှင့်တူလိုက်ပါသွားခဲ့ကြောင်းထို့သောလိုက်ပါသွားစဉ်လမ်းမပေါ်၌စစ်တွေမျိုးနဲ့အခြေဆိုင်စစ်တပ်ကလွတ်တင်ထားသည့် drone ကပရဟိတကားကိုဘုံကျဲတိုက်ခတ်ခဲ့ကြောင်းဘုံပေါက်ကွဲမှုကြောင့်ပရဟိတလူငယ်မောင်ထေးအောင်ဟင်ခါကိုလက်ဘုံထိမှန်သိဆုံးသွားခဲ့ကြောင်းသိရှိရပါသည် စစ်တွေကနေပြီးဒီဘက်ကိုလှမ်းပစ်တာ အဲ့ဒီဘက်ကိုမကြမကြလက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်ဒရုန်းတွေနဲ့လာပစ်တာရှိတယ်တင်မောကတော့နည်းနည်းဝေးတယ်တင်မောကတော့ပစ်တာတော့မဟုတ်ဘူးကွန်းတောင်ဆိုတာကရွာကြီးအင်ဂျီတထောင်ကျော်လောက်ရှိတယ်အမှန်ကတော့အဲ့ဒီရွာကတရွာလုံးနေပါစစ်ပေးရှောင်နေရတာဒါပေမဲ့အိမ်မှာအိမ်ဆောင်နေတဲ့လူကြီးတွေရှိတယ်အဲ့ဒီမှာနေမကောင်းတော့လူနာကိုလူနာတင်ကားနဲ့သွားသေးတာသူတို့ဘက်ကနောက်ထပ်ခေါင်းဆောင်တစ်ယောက်ပါတယ်ဒူအကွာထတစ်ယောက်ပါတယ်အဲ့ဒီမှာလူနာတင်ကားကိုမြင်တော့ဒရုန်းနဲ့လာပစ်တာဒရုန်းလာတာမြင်တော့ကားပေါ်ကဆင်းပြေးတယ်ကန်ဆိုးကျင်တော့အဲ့ဒီကောင်လေးရဲ့လေဘင်းကိုထိပြီးပွဲချင်းပြီးတည်တာဟုစစ်ပေးရှောင်မြောက် များကိုကူညီဆောင်ရွက်ပေးနေသူကိုဝင်းဟင်အောင်ကပြောကြားပါရယ်။ထိဆုံးသွားသောမောင်ထီအောင်အင်ကကိုလက်ဤရုပ်အလောင်းကိုဖြူစင်ရင်တွင်ဖောင်ဒေးရှင်းဥက္ကဋ္ဌကစစ်တပ်ဒရုန်းပြန်သွားသည့်အချိန်တွင်ကောက်ယူကတည်ဆောင်လာခဲ့ကြောင်းမကြာမီရက်ပိုင်းတွင်တကြုံမီဖြစ်ကြောင်းသိရှိရပါရယ်။ရခိုင်တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဒရုန်းဖြင့်ပုံချွေခြင်းတို့ကြောင့်ရခိုင်တိုင်းဒေသပြည်သူများမကြာခဏဆိုသလိုတိုက်ဆုံခဲ့မှုများနေအိမ်ပျက်စီးမှုများဖြစ်ပေါ်ရလေရှိ၍အေအေကပြည်သူများသတိပြုနေထိုင်ကြရန်အတိပေးချက်တရားဝင်ထုတ်ပြန်ထားပါသည် ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။